မင်္ဂလာပါရှင်2025ခုနှစ်မေလ17ရက်နေ့ရက်မိုးနဲ့12နာရီချိန်ထိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမူပါရှင်။စစ်ကောင်စီကစာတင်ချောင်းကိုဘုံမကျဲဘူးလို့ပြောင်းရင်းဆိုလိုက်ပါတယ်။လေရင်ကိုပြစ်လို့မရရင်လေရင်မောင်းတဲ့ကောင်ကိုပြစ်ပေါ်သွားဆိုပြီးတော့ပိုင်လော့တွေကိုအဓိကပြစ်မှတ်ထားလိုက်ကြတဲ့တာလီဘန်တွေရဲ့အကြောင်းကိုလည်းပြောပြပါမယ်။ဂန်ဂုံမြို့နယ်လမ်းမကြီးဘောက်ကိုနှာဆက်ကတက်ကဝင်ရောက်စီးနင်းခဲ့ပါရှင်။ ICC မှာဖမ်းခံထားရပေမဲ့ဖိလပိုင်သမ္မတဟောင်းဒူတာတေမြို့တော်ဝင်ဖြစ်အရွေးခံလာရပါတယ်။ဒီသတင်းလေးနဲ့တူဒီကနေ့မွန်တက်ဆက်မနိုင်ချိန်ထိနောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြမစုံသတင်းဒီပုံနေနဲ့ဂျပန်ရင်းမြို့နဲ့အိုရင်းနီရွာစာတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရမှုကိုသူတို့ကျူးလွန်ခြင်းမရှိကြောင်းစစ်ကောင်စီကကြောင်းရင်းဆိုပြီးလိမ့်လည်ထုတ်ပြန်လိုက်ပါတယ်။ အိုရင်တွင်းရွာအလဲတန်းကျောက်ကိုမေလ12ရက်နေ့နနက်10နာရီဝန်းကျင်မှာစစ်ကောင်စီကလေကြောင်းကနေအစစ်စင်ပောက်ခွဲတဲ့ပေါင်900ဘုံတစ်လုံးကျဲချပေးခြင်းဖြစ်ပါတယ်။မေလ12ရက်နေ့ည7နာရီကျော်အထိရရှိထားတဲ့စည်ရင်းတွေကကျောင်းသားကျောင်းသူ20ဦးနဲ့ဆရာမ2ဦးစုစုပေါင်း22ဦးတည်ဆုံပြီး40ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်းဂျပန်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ တည်ဆုံးခဲ့တဲ့ကျောင်းသားကျောင်းသူများမှာ grade 2မှ grade 11အထိကျောင်းသားများပါဝင်ပါတယ်။ကျောင်းသူအများဆုံးဖြစ်ပြီးကျောင်းသား15ဦးကျောင်းသူ9ဦးဖြစ်က grade 2တဒန်းထဲမှာ6ဦးဖြစ်အများဆုံးတည်ဆုံးခဲ့တာပါ။အစုလိုက်အပြုံလိုက်တည်ဆုံးစီခဲ့တဲ့စာသင်ကျောင်းဘုံကျဲမှုကိုပြည်တွင်းမှာရှိတဲ့လွတ်လပ်တဲ့မီဒီယာများ writer အပါအဝင်နိုင်ငံကသတင်းဌာနများကရုပ်သံမှတ်တမ်းသတင်းချက်ပုံများဖြင့်ဖော်ပြနေချိန်မှာစစ်ကောင်စီက ည7:00နာရီကတည်းကညနေပြောင်းတိုက်ပြီးပြောင်းညင်းဆိုခဲ့တဲ့ကျုပ်တံကိုလည်းကြည့်ရှုလိုက်ကြတာပါရှင်။စကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်အိုထိန်ခွင်ကျေးရွာစာတင်ကျောင်းကိုလုံခြုံရေးတပ်ဖွဲ့များကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ကျောင်းသားကျောင်းသူ90ဝန်းကျင်ခန့်ထိခိုက်ဒေဆုံးခဲ့ကြောင်းတရားမဝင် ပြည်ပြမီဒီယာများကမဟုတ်မမှန်လုံခြံရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါသည် အဆိုပါသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနယ်မြေကန်လုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးဆင်းများနဲ့နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုသာစောင့်ရည်ရှိပြီးစေပြစ်မှတ်မဟုတ်တဲ့နေရာများကိုဘုံကျဲတိုက်ခိုက်မှုများမရှိကြောင်းသိရပါတယ်။နိုင်ငံတော်အစိုးရအနေဖြင့်အနာဂတ်မျိုးဆက်သစ်ចောင်းသားចောင်းသူများပညာရေးမြန်မာစီအတွက်အလေးထားစောင့်ရည်ရှိသည်မှာ ပြည်သူများအသိပင်ဖြစ်ပါကြောင်းအကျန်းဖက်တမားများကသာ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိတဲ့မြို့နယ်ကြီးရွာများအားလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းအပြစ်မဲ့အရက်သားပြည်သူများအားပြန်ပြီးဆွဲဖမ်းဆီးတပ်ဖြတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး၎င်းတို့ရဲ့လူမဆန်းတဲ့အကျန်းဖက်လို့ရများကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့များအပေါ်ပြည်သူလူထုမှအထင်မြင်လွဲမှားစေရန်တရားမဝင်ပြည်ပြမီဒီယာများကရည်ရွယ်ချက်ရှိရှိလှုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ စကောင်စီကဂျပန်ရင်းအတွင်းမှာဆရာဆရာမများအပါအဝင်ကျောင်းသားကျောင်းသူများတေဆုံထိခိုက်ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်လုံခြုံဖော်ပြနေခြင်းဖြစ်ကြောင်းသက်ဆိုင်ရာနေမြေခံလုံခြုံရေးတာဝန်ရှိသူတို့ကထို့တည်းမှန်ကန်ခြင်းမရှိကြောင်းစစ်ရေးပြစ်မှတ်မဟုတ်သောနေရာတွေကိုဘုံကျဲတိုက်ခိုက်ခြင်းမရှိကြောင်းနိုင်ငံတော်အစိုးရကအနာဂတ်မျိုးဆက်တဲ့ကျောင်းသားကျောင်းသူများ ပညာရေးမြင့်စေရေးအတွက်လောက်ဆောင်လျက်ရှိသည်မှာပြည်သူလူထုအသိပင်ဖြစ်ကြောင်းစသည်ဖြင့်တည်င်းအမတ်တွေကြီးညာသားတာကိုတွေ့ရပါတယ်။ဒါပြင်စစ်ကောင်စီဝါရဖြန့် Telegram Channel တွေမှာစစ်တပ်၆ခံသူတွေကလည်းတည်င်းအမားများစတိုက်ဖြန့်ချီခြင်း၊တည်င်းကိုပုံဖြတ်ခြင်း၊တည်င်းဌာနများကတင်းနဲ့တည်င်းတွေအောက်မှာစစ်တပ်ဝါရဖြန့်အကောက်တွေကအုပ်စုလိုက်တည်င်းအမားဖြန့်ခြင်းတွေကိုအချိန်အဟုန်နဲ့ပြုလုပ်နေတာကိုလည်းတွေ့ရပါတယ်။ ပုံကျဲမှုကြောင့်ကျောင်းသားငယ်များတည်ဆုံပြီးမြေပြင်မှာအထောက်အထားအသက်တည်များစွာရှိနေသလိုစစ်တပ်ကဘုံကျဲ၍ဘုံအကြီးအကျယ်အစားအသောက်တွေပို့ပြီးတပ်တည်ရှိနေတော့လဲစစ်ကောင်စီကမူထုံးစံအတိုင်းတောင်းလင်းနေခြင်းဖြစ်ပါတယ်။ကလင်ကကြစ်စစ်တပ်တို့ဇပိုင်းတိုင်းအတွင်းမှာလူမျိုးနယ်မြေတစ်ခုမှာ CDN ဝန်ကြားအမှုသမီးတို့ကစစ်တပ်တည်လိန်လယ်ထုတ်ပြန်ခြင်းအပေါ်ကိုလည်းမှတ်ချက်ပြုလိုက်ပါတယ်။စစ်ကောင်စီတပ်ကမေလ12ရက်နေ့ တနည်းထဲမှာပဲတပည့်ရင်းမြို့နယ်အပြင်၆ဦးမြို့နယ်အင်းတော်မြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းကုန်းမြို့နယ်စတဲ့ဒေသတွေကိုလေကြောင်းကနေပုံကျဲပြီးဒေသခံများစွာတည်ဆုံခဲ့ရပါတယ်ကျနေ့ညတကောင်ရအချိန်ပါလဲည7:50နာရီ50မိနစ်မှာစစ်ကောင်စီကတိုက်လေရင်တဲ့ဂျပန်ရင်းမြို့နယ်ကိုချက်မှန်ပုံကျဲခဲ့ကြောင်း နေရာနဲ့အထူးကိပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့လည်းဒေတာကန်တွေကဆိုပါတယ်။အကြံဖတ်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိအပြစ်ခတ်ရက်စဲရေးကြေညာချပေးမယ်။နိုင်ငံတော်မှာလေရင်နဲ့ပုံကျဲခြင်း၊လက်နက်ကြီးနဲ့ပြစ်ခတ်ခြင်း၊ထူးဆစ်ဆင်ခြင်းတွေကိုလှောက်ဆောင်နေကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လေရင်ကိုပြစ်လို့မရရင်လေရင်ပေါင်းနဲ့ ကောင်တွေကိုပြစ်ဖို့ပါဆိုပြီးပိုင်းလို့တွေကိုပြစ်မှတ်ထားလိုက်ကြတဲ့တာလီဘန်ရဲ့အကြောင်းကိုပြောပြပါမယ်။တာလီဘန်တွေကပျောက်ကြားစစ်သမားတွေသူတို့မှာလေရင်ပြစ်လက်နက်ရဲလို့လောက်လောက်လာလာမရှိခဲ့ဘူး။ပြီးခဲ့တဲ့2021ခုနှစ်မှာအမေရိကန်တပ်ဖွဲ့တွေအာဖဂန်ကနေပြန်ဆုတ်တော့ကျန်တဲ့အာဖဂန်အစိုးရကိုတာလီဘန်တွေထိုးစစ်ဆင်ခဲ့တယ်။ဒီလိုထိုးစစ်ဆင်တော့အာဖဂန်လက်ထက်ဟာစူးမြောက်ခလုတ်တစ်ခုဖြစ်နေတာတာလီဘန်တွေကောင်းကောင်းနားလည်ခဲ့ပါတယ်။ ဒါပေမဲ့တာလီဘန်တွေမှာလေရင်ပစ်မရှိဘူးဒီတော့တာလီဘန်တွေပါလို့တဲ့လေလေရင်ကိုပစ်လို့မရရင်လေရင်မောင်းတဲ့ကောင်တွေကိုပစ်ပေါ်ပါဆိုပြီးပိုင်လို့တွေကိုအဓိကပြစ်မှတ်ထားလိုက်ကြတယ်ဒါတွေမကတည်းကတာလီဘန်တွေအွန်လိုင်းကိုလည်းကောင်းကောင်းအသုံးချတယ်အာဖဂန်ပိုင်လို့တွေရဲ့ဖုန်းနံပါတ်တွေဆိုရှယ်မီဒီယာအကောင့်တွေရအောင်စုံစမ်းပြီးအညံ့ခံကြဖို့အကြက်ကိုင်းနေဖမ်းမိထားတဲ့လက်တက်တာဓာတ်ပုံတွေကိုပို့ပြီးစိတ်သက်စစ်စစ်ရေးလုပ်တယ် မိသားစုရှိတဲ့ပိုင်းတော်တွေကိုပျော်ကွက်နေတယ်။ရှမ်းလက်ကတော့လင်းရင်အစီ140ကျော်၊ရဟတ်ရင်20ကျော်နဲ့လေတပ်သား8000ကျော်ရှိတဲ့အာဖဂန်လေတပ်ပျော်ကွက်သွားခဲ့တယ်။တချို့ပိုင်းတော်တွေကအုစဘကစ္စတန်ကိုလင်းရင်နဲ့အတူဖျက်ပြေးကြတယ်။အာဖဂန်သမ္မတအရှက်ကာနီကလည်းကိဘကိုဖျက်ပြေးခဲ့ရတယ်။နောက်ဆုံးမှာတော့အာဖဂန်နစ္စတန်တနင်္ဂနွေကလုံးကိုတာလီဘန်တွေပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးမကွေးတိုင်းကံကောမြို့နယ်ကံကောမောရွာကမ်းလမ်းပိုင်းမှာရှိတဲ့လက်မကြီးပါမှာရှိတဲ့ရောတိတလက်မကိုင်အခွဲတစ်ခွဲကိုမနေ့ကမေလ12ရက်နေ့မနက်ပိုင်းကနာဆကတက်ကဝင်ရောက်စီးနင်းခဲ့လို့ကံကောမြို့ကတွေစီကနေသိရပါတယ်။မနေ့ကမနက်ပိုင်း၄နာရီခွဲလောက်မှာလက်မရွာထဲကိုနာဆကစစ်ကြောင်းဝင်ရောက်လာတဲ့နောက်ပြီးရွာထဲကလူငယ်တွေကိုဖမ်းဆီးစစ်ဆေးတဲ့တချို့လူငယ်တွေလည်းအသက်ခံရတာတွေရှိတယ်။ လူ၁ရောက်ကျော်အသက်ခံရတဲ့ကျွာထဲမှာလူငယ်တချို့လည်းပျောက်ဆုံးနေစေလို့လယ်မကျွာကတယောက်ကပြောပါတယ်။ကြပြင်အဲ့ဒီလေမရွာမှာ PDF အဖွဲ့တွေရောက်နေရဲဆိုတော့တည်င်းအရာရွာကိုဝင်ရောက်စီနေပြီးလမ်းပြင်ရှင်းလင်းခဲ့တာလို့ကံကောခရိုင်လုံချုံရေးအဖွဲ့နဲ့နေဆက်သူတယောက်ကပြောပါရယ်ကံကောလုံချုံရေးအဖွဲ့နဲ့နေဆက်သူတယောက်ကလေမရွာကိုလမ်းပြင်ရှင်းနေတာအမျိုးသားရုပ်လောက်73လောက်လလုံးတနက်74လက် M22 တနက်တလက် PA72 G8 တခု M22 G8 နှစ်ခုကြီးမျိုးစုံနဲ့ခရမ်းတွေတင်စီရမိတယ်။နောက်ပြီးလမ်းလျှောက်စကားပြောဆက်တွေလည်းရပါတယ်လို့သူကပြောပါတယ်။ကောင်းကောင်းမြို့နယ်မှာအရင်ကမင်းွာနန်းမြေရဲကင်းစကန်နဲ့ကံရွာနန်းမြေရဲစကန်ဆိုတာရှိပေမဲ့အဲ့ဒီရဲစကန်မျိုးကိုရောဒေတာလက်နက်ကိုင်အဖွဲ့တွေကပြီးခဲ့တဲ့2023မှာတင်ပိုက်ခဲ့တယ်လို့သိရပါတယ်။ အခုရပိုင်းကံကောင်းမြို့နယ်မြောက်ပိုင်းနဲ့ကလေးမြို့နယ်တောင်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏရှိနေတယ်လို့လည်းသိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖိလစ်ပိုင်မှာလူထောင်ပေါင်းများစွာတည်ဆုံခဲ့တဲ့မူရစ်စစ်ပွဲကြောင့် ICC မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့တမရောင်းဟောင်းဂျူဂျာတိဟာအမကန်နယ်မြေမြို့တော်မှာမြို့တော်ဝင်အဖြစ်ရွေးကောက်ပွဲမှာရွေးချယ်ခံလာရပါတယ်။ဒူတာဒင်းမိသားစုရဲ့အမဂန်နယ်မြေဖြစ်တဲ့နိုင်ငံတောင်ပိုင်းတာဘာအိုမြို့တော်ဝင်ဖြစ်ဒူတာဒင်းရွေးချယ်ခံလာရကြောင်း အစောပိုင်းမဲရလက်တွေမှာပေါ်ပြချပြီးသူ့ရဲ့တစ္ဆာရှိလက်ထောက်နဲ့မူရစ်စစ်ပွဲကိုတာဝန်ယူဖူးတဲ့ရဲချုပ်တို့ဟာအထက်လွှတ်တော်အမတ်ဖြစ်ပြန်လည်ရွေးခံခဲ့ရပါတယ်။2016ခုနှစ်မှာတမရဖြစ်မလာခင်ကဒူတာဂျီဟာတောင်ပိုင်းမြို့ကြီးဖြစ်တဲ့ဒေါ်ဘာအိုမြို့ကိုဆယ်စုနှစ်နှစ်ခုကြာဦးဆောင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒူတာဂျီနဲ့မာကိုကမီတာဆူရဲ့နိုင်ငံရေးဩဇာအားကဲမှုတွေရွမ်းမှုနေတဲ့လက်ရှိ ဂျာဖြတ်ရွေးကောက်ပွဲမှာမချင်မတဲ့ရလက်တွေထွက်ပေါ်နေပြီးဒူတာတီရဲ့တမင်းဖြစ်သူဒုတိယတမရဆာရာဒူတာတီရဲ့နိုင်ငံရေးကန်ထရာလည်းဝေဝါနေစေဖြစ်ပါတယ်။တမရမာကိုဂျူနီယာနဲ့ဒူတမရဆရာဒူတာတီတို့အကြားတမရဟောင်းဒူတာတီ ICC ကဖန်စီတရားစွဲဆိုတာအပါအဝင်ကိစ္စရပ်တွေမှာသဘောထားကွဲလွဲမှုတွေပုံမှုမြင့်တက်လာနေပါတယ်။ဆရာဒူတာတီကိုအောက်လွတ်တော်ကဆွတ်ဆွဲတင်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲမှာကွန်ကရက်လွတ်တော်ကိုယ်စားလှယ်တွေအပြင်ယာနဲ့ချီရဲ့အုပ်ချုပ်ရေးမှုတွေမြို့တော်ဝင်တွေနဲ့မြို့တော်ကောင်စီဝင်တွေကိုလည်းရွေးချယ်မှာဖြစ်ကတရားဝင်ရလက်ကိုမကြခင်မှာကြီးညာဖို့ရှိနေပါတယ်ရှင်။ဒီကနေ့မွန်တဲဆန္ဒနာချိန်ကြီးနောက်ဆက်ရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆန္ဒနာရှင်စနစ်ဆိုလောက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါလိမ့်ရှင်။